ာလီဇော့ပါဒီကနေ့ဖေဖော်ဝါရီလ16ရက်နေ့နရင်းစရာရခိုင်သတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကျမတင်ဆက်တွေကတင်ဆက်ပေးသွားပါမယ်ရှင်ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းတွေကတော့မောင်တော်မြောက်ပိုင်းမိတိုက်ရွာအနီးမှာအေနဲ့အာစာတို့တိုက်ပွဲဖြစ်နေတယ်ဆိုတဲ့သတင်းဒုရဲမူကြီးတယောက်အပါအဝင်စစ်တုံးပန်းမိသားစုဝင်နေရာလောက်ကို အေကထပ်မံလှုပ်ပေးလိုက်တဲ့သတင်းနဲ့စစ်တွေမှာရှိတဲ့တရင်တွေအထေကား ရခိုင်လူမျိုးစစ်သားအများစုကိုအေအနဲ့ထိတ်တိုက်ရင်ဆိုင်နေရတဲ့စစ်မြေပြင်ကိုဆီလွတ်ထားပြီးတော့တရင်မှကျန်နေခဲ့တဲ့ဇနီးသားသမီးတွေကိုအပြင်ထွက်ခွင့်မပေးဘဲထိန်းချုပ်ထားတယ်လို့ဆိုတဲ့သတင်းအပါအဝင်တခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုတင်ဆက်ပေးသွားပါမယ်ရှင်။ဟာခါတတော်အေအေသိမ့်ပိုက်ထိန်းချုပ်ထားတဲ့ရခိုင်ပြည်အနောက်ဘက်နေဆဲမောင်တော်မြို့နယ်မြောက်ပိုင်းကမိတိုင်းကျေးရွာအနီးနာဝန်းကျင်မှာအေအေကအာသာပွဲကိုရှင်းလင်းရေးလုပ်နေပြီးတော့ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတယ်လို့သိရပါတယ်။မိတိုက်ဒေဝအနီနာကနေချားမဲတိုင်ကြီးကိုဝင်ရောက်လာတဲ့အာစာအကြံဖတ်အပွင့်နဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာလို့သိရပြီးတော့တိုက်ပွဲကိုစစ်ကူဖို့အတွက်အေအေဖက်ကစစ်ကူကား၃စီးရောက်လာခဲ့တယ်လို့ဆိုပါတယ်။အခုတိုက်ပွဲဖြစ်နေတာဟာ၄ရက်လောက်ရှိပြီလို့မိတိုက်ဒေသခံတယောက်ကနရင်စရာကိုပြောပါတယ်။အခုတိုက်ပွဲကိစ္စနဲ့ပတ်သက်ပြီးအေအေပြောခွင့်ရသူဥခိုင်ဒုခကိုနရင်စရာကဒီကနေ့ညနေပိုင်းအထိဆက်သွယ်မေးမြန်းထားသေးဖြစ်ပါတယ်။ မွတ်စလင်လက်နက်ကိုင်အဖွဲ့အစည်းတွေဖြစ်ကြတဲ့အာဆာ ISO ရိုဟင်ဂျာအစလမစ်အာရဂန်တပ်ဖွဲ့တွေပေါင်းစည်းပြီးတော့အဖွဲ့အစည်းတစ်ခုတည်ထောင်ကဘင်္ဂလားဒေ့ရှ်မြန်မာနေစမှာစီးလက်ကျင်းလျက်ရှိနေတယ်လို့ဒေသခံတွေကသိရပါတယ်မွတ်စလင်လက်နက်ကိုင်အကြမ်းဖက်သမားတွေတိုက်ခိုက်လာနိုင်တာကြောင့်ခုခံကာကွယ်ဖို့အေကမောင်တော်မြောက်ပိုင်းကကျေးရွာသားတွေကိုပြည်သူစစ်တွေခေါ်ယူပြီးတော့45ရဲ့တင်တဲ့ပင်းနေတယ်လို့သိရပါတယ်ရှင်ဒုတိယရေမူကြီးတယောက်အပါအဝင် စစ်တုံးပန်းမိသားစုဝင်900လောက်ကိုအရခတက်တော်အေကထပ်မံလှုပ်ပေးလိုက်တယ်လို့သိရပါဗျ။အရခဒေသတိုက်ပွဲတွေအတွင်းမှာအေကထိမ့်သိမ်းထားခဲ့တဲ့စစ်တုံးပန်းမိသားစုဝင်တွေအထက်ကလှုပ်ပေးလို့ရတယ်ဒုတိယရေမူကြီးတယောက်နဲ့စစ်တုံးပန်းမိသားစုဝင်169ယောက်စုစုပေါင်း169ယောက်ကိုအခုရက်ပိုင်းမှာအေကလှုပ်ပေးလိုက်တာလို့အေအင်းနဲ့နေဆက်တဲ့အတိုင်းဝိုင်းကနေသိရပါဗျ။လူမျိုးလာတဲ့သူတွေအထက်မှာအမျိုးသား90တယောက်နဲ့အမျိုးသမီး148ယောက်တို့ပါဝင်ပြီး သူတို့ကိုအေကမိသားစုဝင်တွေလက်ထဲကိုအခက်အနားနဲ့လွှဲပြောင်းပေးလိုက်တာဖြစ်ပါတယ်။အခုလိုလွှတ်ပေးလိုက်တာဟာမင်္ဂလာသတင်းတစ်ခုဖြစ်တယ်လို့လွှတ်ပေးခံလိုက်ရတဲ့စစ်သုံးပန်းတွေအတွက်လေသူတို့ရဲ့အနာဂတ်ဘဝကိုလွတ်လပ်စွာတည်ဆောက်နိုင်တဲ့အခွင့်အလမ်းတွေရရှိသွားလို့ကောင်းမွန်လေးလုပ်ရဖြစ်တယ်လို့ဝန်လက်ဒေတာဖွံ့ဖြိုးရေးဖောင်ဒေးရှင်းဒါရိုက်တာဦးခိုင်ကောင်းစံကနရင်းစရာကိုပြောပါရစေ။အေးဟာအခုလဖေဖော်ဝါရီလပထမပတ်အတွင်းကလည်း ရခိုင်မြို့သိမ်းတိုက်ပွဲကာလအတွင်းကဖမ်းဆီးရမိထားတဲ့စစ်သုံးမှတ်136ရောက်နဲ့အယက်သားအကျင်သား26ရောက်ကိုပြန်လို့ပေးခဲ့ပါတယ်ရှင်။ရခိုင်ပြည်စစ်တွေအခြေစိုက်တရင်အထက်မှရှိနေတဲ့ရခိုင်လူမျိုးစစ်သားအများစုကိုစစ်တွေမျိုးပြင်းမှာအေနဲ့ရင်ဆိုင်နေရတဲ့စစ်မြေပြင်ကိုဆေလွတ်နေပြီးတော့တရင်မှာကြန့်ရှိနေသေးတဲ့ဇနီးသားသမီးတွေကိုအပြင်ကိုထွက်ခွေမပေးဘဲကန့်တဲ့ပိတ်ပင်ထိန်းချုပ်ထားတယ်လို့တင်ပြရရှိပါတယ်။ စစ်တွေမှာစစ်ကောင်စီဘက်ကစီရေးစားလို့ပြင်းတဲ့အချိန်ကနေစလို့ရခိုင်လူမျိုးစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုခြေတန်းစစ်မြေပြင်တွေကိုပို့ဆောင်ထားတာဖြစ်တယ်လို့မြေပြင်တရင်အရင်မြစ်တွေကနဝင်စရာကိုပြောပါရယ်အခုလက်ရှိစစ်တွေတိုက်ပွဲမှာခြေတန်းလွတ်ထားတဲ့ရခိုင်လူမျိုးစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာအေးအေးနဲ့ရင်ဆိုင်နေကြရပြီးတော့တက်တွင်းမှာကျန်ခဲ့တဲ့သားမယာတွေကိုလည်းတက်တွင်းကနေတက်အပြင်ကိုထွက်ခွေမပေးဘဲနဲ့တင်းကျပ်ထားတယ်လို့စစ်တပ်နဲ့နေဆက်တဲ့သူတွေစီကတစင်သိရပါရယ် စစ်ကောင်စီဘက်ကရခိုင်လူမျိုးစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုအရခတ်တက်တော်အေအေတန်းအလင်းဝင်လက်နက်ချမှတ်ကိုစိုးရင်ဒါကြောင့်သူတို့ရဲ့မိသားစုတွေကိုထိန်းချုပ်ထားတာဖြစ်တယ်လို့စစ်တပ်မိသားစုဝင်တွေကပြောပါရယ်ရခိုင်အချင်းချင်းတိုက်ခိုက်ရမှာကိုမလိုလားတာကြောင့်ခြေတန်းစစ်မြေပြင်ကိုမတွားလို့တဲ့စစ်ကောင်စီတပ်ထေကရခိုင်စစ်သားအများစုကိုလေထိန်းချမှုတွေရှိနေပြီးတော့မိသားစုကိုငင်ညာကစစ်တိုင်းထွက်နေကြရတယ်လို့ဆိုပါရယ်စစ်တွေမှာတိုက်ပွဲမစခင်2024ခုနှစ်ဒီဇင်ဘာလကနေစလို့ မိမိတို့ဆွေမျိုးတွေရှိရာနေရာကိုထွက်ပြေးမှုတွေရှိခဲ့ပါတယ်။အဲ့ဒီလိုထွက်ပြေးတာကိုစစ်ကောင်စီကသိရှိသွားပြီးနောက်ရခိုင်လူမျိုးစစ်တပ်မိသားစုဝင်တွေကိုအထူးတင်းကျပ်ပိတ်ပင်လာတာဖြစ်တယ်လို့စစ်တပ်နဲ့နေဆက်တဲ့သူတွေကပြောပါတယ်။ပြီးခဲ့တဲ့ဒီဇင်ဘာလပထမအပတ်ကစစ်တွေမျိုးကစစ်ကောင်စီစစ်တပ်အရာရှိကြီးတွေရဲ့မိသားစုဝင်တွေကိုရန်ကုန်နဲ့နေပြည်တော်ကိုလေကြောင်းကနေပြောင်းရွှေ့ပေးခဲ့ပေမဲ့ဒေသခံစစ်သားသားများတွေကိုပြောင်းရွှေ့ခွင့်မရှိဘူးလို့သိရပါတယ်။ ရှိထားတဲ့ရခိုင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ဆက်လက်ပြီးတော့ပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုလည်းတင်ဆက်ပေးသွားပါမယ်ရှင်။ပြည်တွင်းသတင်းတစ်ပုဒ်အနေနဲ့ကတော့ဒေါ်အောင်ဆန်းစုကြည်နဲ့သမ္မတဟောင်းဦးထင်ကျော်တို့ကိုအာဂျင်တီးနားတရားရုံးမှာမှာရင်းစော်ထဲသွင်းတရားဆိုခြင်းဟာနားလည်မှုလွေမှခြင်းရေရှည်ငြိမ်ချမ်းရေးတင်းမြတ်ရင်နဲ့အနာဂတ်ကာလမှာမြန်မာနိုင်ငံရဲ့ဒီမိုကရေစီပေါ်ဆောင်ရေးကို ်များစွာအနောက်ရှက်အဟင်ဒါဖြစ်လာနိုင်တယ်လို့ NUG ကကြေညာချက်ထုတ်ပြန်လာပါတယ်မြန်မာနိုင်ငံမှာ2019ခုနှစ်ကမွတ်စလင်တွေအပေါ်ကျူးလွန်ခဲ့တဲ့ပြည်မှုတွေအရစစ်တပ်အကြီးအကဲဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်အပါအဝင်စစ်ကောင်းဆောင်20ယောက်နဲ့အတူသမ္မတတာဝန်ယူထားခဲ့တဲ့ဦးထင်ကျော်နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်တို့ကိုလည်းအာဂျင်တီးနားတရားရုံးကရာဇသက်ကြီးဥပဒေအရကျူးလွန်ခဲ့တဲ့ပြည်မှုတွေနဲ့အတူဖေဖော်ဝါရီလ23ရက်နေ့ကဖမ်းဆီးထုတ်ခဲ့ပြီးတဲ့နောက်မှာ အခုလို NUG အစိုးရဘက်ကပြန်လည်ပြောဆိုလာတာဖြစ်ပါတယ်။ NUG ရဲ့ထုတ်ပြန်ချက်အထက်မှာအာဂျင်တီးနားတရားရုံးကပြည်သူအစိုးရအဖွဲ့ခေါင်းဆောင်တွေကိုထဲ့သွင်းတရားစွဲဆိုကဖမ်းရထုတ်ဖို့ကြိုပမ်းခြင်းဟာမြန်မာနိုင်ငံသားတွေအချင်းချင်းအကြားသိစင်းညီညွတ်မှုကိုပြိုကွဲစေပြီးဆရာနာရှင်စနစ်အပြီးတိုင်ခြုံငင်းစေရတဲ့ဆွတ်ဆွတ်ချွန်ချွန်တိုက်ပွဲဝင်လျက်ရှိတဲ့မွေဦးတော်လန်ရေးကို အနောက်ဆက်ဖြစ်စေမှသာမကအကြံဖက်ဆစ်အာနာရှင်တွေကိုသာအကျိုးကျေးဇူးဖြစ်ထွန်းစေလိမ့်မယ်လို့ပါရှိပါတယ်။ 2019ခုနှစ်ကမွတ်စလင်တွေအပေါ်အကြမ်းဖက်တပ်ဖြတ်မှုကျူးလွန်ခဲ့တဲ့သူတွေဟာအဲ့ဒီအချိန်ကတရားဝင်ကျင့်သုံးခဲ့တဲ့2008ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေပုံမှာ20ခါခွဲကားငယ်အရာမင်းအောင်လှိုင်ဦးဆောင်တဲ့မြန်မာစစ်တပ်တာလရင်ဖြစ်ပြီးတော့သူတို့ကျူးလွန်ခဲ့တဲ့ပြစ်မှုပြစ်ဒဏ်အလုံးအတွက်ချင်းချင်းမရှိတာဝန်ယူတာဝန်ခံရမယ့်သူတွေကတော့မင်းအောင်လှိုင်နဲ့အပေါင်းအပါးတွေသာဖြစ်တယ်လို့ NUG ရဲ့ထုတ်ပြန်ချက်ကပြောပါရရှင် နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့တရုတ်နဲ့တင်းမမှုတွေရှိလာနေချိန်မှာအင်ဒိုနီးရှားကအတန်ထက်မြန်တဲ့ cruise ဒုံပြန်တွေဒေါ်လာတန်း450ဖို့အိန္ဒိယကနေဝယ်ယူဖို့အစီအစဉ်ရှိနေတယ်လို့တက္ကသိုလ်မျိုးသတင်းမှာဖော်ပြထားပါတယ်။ဒီဒုံပြန်တွေကိုဝယ်ယူဖို့အိန္ဒိယနဲ့အင်ဒိုနီးရှားတို့ဟာညှိနှိုင်းမှုနောက်ဆုံးအဆင့်ကိုရောက်ရှိနေပြီဖြစ်တယ်လို့ဆိုပါတယ်။ဒီဒုံပြန်တွေကသာအင်ဒိုနီးရှားကဝယ်ယူမှုအတီဖြစ်သွားခရင်တော့အင်ဒိုနီးရှားနိုင်ငံဟာဖိလစ်ပိုင်ပြီးရင်အတန်ထက်မြန်တဲ့ ခရစ်တုံပြန်တွေဒုံးကျည်စနစ်တွေကိုအိန္ဒိယကနေဝယ်ယူတဲ့ဒုတိယမြောက်အာဆီယံနိုင်ငံဖြစ်လာမှာဖြစ်ပါတယ်။အင်ဒိုနီးရှားသမ္မတဟာအိန္ဒိယသမ္မတနိုင်ငံနဲ့ဂုံပြူဧည့်ခံပွဲမှာအိန္ဒိယဝန်ကြီးချုပ်မိုဒီနဲ့ဘရမောအမှုဆောင်အရာရှိချုပ်တွေ့ဆုံခဲ့ပြီးနောက်ဒီသတင်းထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။အင်ဒိုနီးရှားရေတပ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီးမိုဟာမက်အာလီဦးဆောင်တဲ့အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဟာလေဒုံးမြန်တွေထုတ်လုပ်တဲ့ဘရမောစက်ယုံကိုတွားရောက်ခဲ့တယ်လို့သိရပါတယ်။ တရုတ်ရဲ့နေပယ်ချေထွင်မှုနဲ့တောင်တရုတ်ပင်လယ်ရေပြင်ပိုင်နက်အငင်းပွားမှုတွေကြောင့်အင်ဒိုနီးရှားနဲ့ရောဖိလစ်ပိုင်နဲ့ပါတရုတ်နဲ့အခြေအနေတင်းမာမှုတွေရှိနေတယ်လို့သိရပါတယ်ရှင်နရင်စရာရခိုင်တနေဌာနကနေစဉ်သတင်းတင်ဆက်မှုတွေကတော့တလောက်ပါပဲ။နောက်နေ့တွေမှာလေထူးခြားတဲ့သတင်းတွေကိုဆက်ပြီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကျမတို့နရင်စရာကထုတ်လွှင့်တဲ့သတင်းတွေကို www. ranger.com မှာဝင်ရောက်ကြည့်ရှုနိုင်သလို Facebook, YouTube နဲ့ Telegram တို့မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ ranger ရုပ်တံကိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။အားလုံးကျန်းမာရှင်လန်းကြပါစေရှင်။